။နာမည်ကြီးမီနီမီအမေတယောက်ကအောက်လန်းနဲ့လောက်တာခံရဖူးချောင်းကိုပြောလာတဲ့မုံမုံမြင့်အောင်အယံကိုအောင်မြင်နေတဲ့အချိန်မှာအောက်လန်းဆုံးသက်ပညာနဲ့ပြူစားခံရဖူးချောင်းကိုပြောလာသူကဝိုင်းရင်တယောက်ဆောင်မီနီမီမုံမုံမြင့်အောင်ပါ။မုံမုံမြင့်အောင်ကအရင်တုန်းကတည်းကကြာရစားရုပ်ကရိုက်တာတွေကိုအသေးအရွယ်နဲ့မလိုက်ပြီးပြင်ပိုင်နိုင်အောင်တယောက်ဆောင်နိုင်တဲ့မီနီမီတလဲဖြစ်ပါတယ်။အခုအခါမှာလဲမုံမုံမြင့်အောင်ဟာ အတတ်ရောင်ထူးရွှန်စုဆိုတဲ့ရုပ်ရှင်ဇာကားကြီးကိုတရုပ်ဆောင်ထားတာယုံတင်ပြတ်တာနေတာပဲဖြစ်ပါတယ်အဆိုပါအတတ်ရောင်ထူးရွှန်စုဇာကားကြီးမှာမမမြင့်အောင်အတ္တမာနကြီးတဲ့နာမည်ကြီးရုပ်ရှင်မင်းမီးနေရာကပါဝင်တရုပ်ဆောင်ထားတာဖြစ်ပါတယ်မမမြင့်အောင်ဟာအဲ့ဒီရုပ်ရှင်ဇာကားကြီးထဲမှာအကယ်ဒမီဆဲစုယူမဲ့ရုပ်ရှင်မင်းမီးအဖြစ်နဲ့ပါဝင်ထားတာပါအကယ်ဒမီစုရဖို့လဲပြိုင်ဘက်တွေကိုအောင်လန်းဆုံးသက်ပညာနဲ့ပြုစားတဲ့အကြောင်းတွေလည်းပါဝင်ထားတယ်လို့သိရတာပါ အဆိုပါအသက်နိုင်ဆုံးထူးချွန်စုရုပ်ရှင်ဇာကားကြီးဟာအပြင်လောကမှာအမှန်တကယ်ဖြစ်ခဲ့တဲ့ရုပ်ရှင်လောကသားတွေရဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်တယ်လို့ဆိုပါတယ်။အပြင်မှာလည်းမမမြင့်အောင်ဟာဒီမှာအရန်အောင်မြင်နေစဉ်ကာလတခုမှာနာမည်ကြီးရုပ်ရှင်မင်းသမီးတယောက်ရဲ့အမေကဒီမှာကိုအောင်လန်းနဲ့နှခါပြူစားဖူးတယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းမမမြင့်အောင်ဟာနောက်ဆိုရင်ဒီစိမ့်တွေပေးတဲ့ကွန်ဒိုလက်ဖက်တုပ်ကိုမစားတော့ဘူးလို့ဆိုပါတယ်။မမမြင့်အောင်ဟာအဲ့ဒီအောင်လန်းဆုံးအနေနဲ့ပြူစားခံရတာကြောင့်လည်း နေမကောင်းဖြစ်တာပြစ်စားခံရတာတွေရှိခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းဖျားတရားကိုပဲအာယုံပြုကဂုံတော်တွေပွားလိုက်တယ်လို့လောက်တဲ့သူတွေကိုလည်းသိပေမဲ့မေတ္တာတရားနဲ့ပဲတုတ်ပြန်ခဲ့တယ်လို့မုံမမြောင်ကပြောလာတာပဲဖြစ်ပါတယ်။သူတို့ရဲ့အိမ်တော်ကြီးကောလာဟာလာတည်တင်းတွေနဲ့ပတ်သက်ပြီးပညာသားပပနဲ့ပြောလာတဲ့ e-shop ကိုဗိတ္တံများလုံးပဲမင်္ဂလာပါရှင်။လူတွေကြားမှာတည်တင်းတွေထွက်နေတယ်လို့ခင်ပွန်းတယ်နဲ့တမကအိမ်တော်ကြီးကိစ္စကိုပညာသားပပနဲ့ရှင်းပြလာတာကတော့ရုပ်ဆောင်မင်းသမီး e-shop ပါ။ဒီမတိုင်ခင်ကတော့ e-shop က ခင်ပွန်းတဲနဲ့အိမ်တောင်ရေးအဆင်ပြေပုံမရဘူးခင်ပွန်းတဲကအီရှော့ပိုကိုနိုင်နေပုံရတယ်မိုးကောင်းကလေးအထုကုဆေးရုံမှာဆေးကားလာပြချင်းအီရှော့ပိုရဲ့ခင်ပွန်းကလူကြားထဲမှာအီရှော့ပိုကိုစူဘူအောင်ောက်တဲ့စတဲ့ဖြစ်အင်တာနက်ပေါ်မှာသတင်းတွေပြန့်နှံ့နေတာဖြစ်ပါတယ်ပိတ်သက်ကြည့်လို့လည်းသိတဲ့အတိုင်းပဲမီနီမီအီရှော့ပိုဆိုတာတချိန်ကမြန်မာနိုင်ငံရဲ့အရှောဆုံးအသာဆုံးမီနီမီတွေထဲမှာထိတ်ဆုံးကပါဝင်ခဲ့တဲ့သူပါနောက်ပိုင်းမှာတော့အီရှော့ပိုတယောက်မြန်မာနိုင်ငံရဲ့အရှမ်းသာဆုံးတတိယကြီးတယောက်ဖြစ်တဲ့ကိုမိုးစံမုံနဲ့လက်ထပ်လိုက်တဲ့အခါမှာ ပြည့်ပြည့်စုံတဲ့အိမ်တောင်ကြီးတစ်ခုအဖြစ်အားလုံးကအားကြားခဲ့ကြရပါတယ်ဒီလိုမျိုးကရန်ကိုချစ်ကြပြီးတော့ရှစ်ဆရာကောင်းတဲ့သမီးလေးတယောက်ကိုလည်းရထားပြီးသားပါဒါပေမဲ့အင်တာနက်ပေါ်မှာခင်ပွန်နဲ့အဆင်မပြေတဲ့တင်းတွေတက်လာပါတယ်အစောပိုင်းမှာတော့ e-shop ပေါ်ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပါမတ်တေဝင်ပြန်မဖြေခဲ့ပါဘူးဒါပေမဲ့အခုဒီကောလာဟာလာတွေအကုန်လုံးကိုတချစ်တဲနဲ့ငြိမ်သွားတင်မဲ့အဖြစ်တစ်ခုကိုသူကပညာသားပပနဲ့ရှာပြလာပါတယ် သူဘလို့ရှားပြခဲ့လဲဆိုမီဒီယာတွေမှာဖြေတောင်ပုတ်တင်ရှင်းပြတာတွေဘာတခုမှမလုပ်ပါဘူး။သူလှုပ်လိုက်တာကသူ့ရဲ့ပျော်ရွှင်စရာမိသားစုအခြေအနေကိုပြည်သက်တွေရှိဖို့ရှားပြလိုက်တာပါပဲ။ရှိရှိပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးထူပဲတင်ရှိပါရရှင်။